အားလုံးလူတန်းဝင်65လေးပြီးပါခင်ဗျာလူတန်းဝင်အားလုံး70သိန်းကျပ်တိတိပါခင်ဗျာတို့တို့ဒုသာတူတွေဖွင့်ချိုပညာရေးပုံစံကိုလူတန်းရေးဖြစ်ပါတယ်မြစ်တကိုအလူလေးနဲ့စတင်ခဲ့တဲ့ဒီအစီအစဉ်ဟာ2009ခုနှစ်ကတည်းကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးအခုဆိုရင်ခုနှစ်ကြိမ်မြောက်ရှိခဲ့ပါပြီအခုလို့ခုနှစ်ကြိမ်မြောက်အစီအစဉ်မှာဘလို့မျိုးအကျိုးရှိရှိလှူဒါန်းနိုင်ခဲ့လဲ ဇန်နဝါရီ၁ရက်နေ့ကစပြီး၄ရက်ကြာရန်ရှင်းအိတ်နဲ့ကဘာအေးဂမုံးကွင်းကရှူးဂလရီဆိုင်တွေမှာဈေးရောင်းပွဲတော်ဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ရရှိလာတဲ့ငွေကြေးအရင်းအမြစ်၈သိန်း၁၃၀ကိုဟန်နာဝရီဥဝင်းတင်ဖောင်ဒေးရှင်းစေတနာဆေးကုကံကို65သိန်းကောင်းငင်ခေပညာဒါနကျောင်းကို65သိန်းလှူဒန်းခဲ့တာဖြစ်ပါတယ်။ဒီလိုရရှိလာတဲ့ငွေတွေကိုလှူဒန်းတဲ့ပွဲမှာရှူးဂလရီနဲ့နှစ်တိုင်းဝင်ရောက်ပါဝင်လေးရှိတဲ့ရှီလီကုမ္ပဏီက NLD ပညာရေးကွန်ရက်ကို10သိန်းလှူဒန်းခဲ့ပါသေးတယ်။တိုင်းပြည်တစ်ပြည်မှာပညာရေးကောင်းမှုမှာတိုင်းပြည်ကြီးဟာတိုးတက်အောင်မြင်မယ်လို့ဆိုတဲ့ဒေါ်စန်းလွယ်ဟာဒီလှူဒန်းမှုတွေကြောင့်တိုင်းပြည်ကိုအကျိုးပြုတဲ့ကိစ္စတွေပိုပြီးဆောင်ရွက်နိုင်တာကြောင့်လှူဒန်းသူတွေဒီတက်ပိုပြီးတိုးတက်လာဖို့စူတောင်းမြစ်တာပို့သခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ဟာပညာရေးအခြေခံကြပါတယ်စိတ်ဆန္ဒဘလောက်ပဲရှိရှိအခြေခံကြတဲ့ပညာရေးမှမရှိဘူးဆိုလို့ရှိရင်တိုးတက်မှုလုံးတဲ့နေရာမှာဝေဖန်မှုပိုင်းခြားမှုလှုပ်ဆောင်မှုဒီမှာအာလုံးချွရင်တတ်ပါတယ်ဟိုပညာအခြေခံရှိလာပြီဆိုတဲ့အခါမှာဆိုလို့ရှိရင်တိုင်းပြည်အတွက်ကိုလှုပ်ဆောင်တဲ့နေရာမှာအမှားရွေးမရှိအောင်ပညာဉာဏ်နဲ့တွေးတောမှန်ကန်သောတွေးတောမှုလှုပ်ဆောင်နေတဲ့အတွက်တိုင်းပြည်ကမကြခင်တိုးတက်လာမယ်လို့အညီတို့ကယူဆပါတယ်ပြီးတော့ခေါင်းဆောင်ကောင်းလည်းရထား ဲ့အတွက်ကြောင့်ပညာရေးကတော့အဓိကထားတဲ့နေရာမှာတော့အရေးကြီးဆုံးပဲလူတန်းတဲ့လူတွေကိုလည်းတာဓုခေါ်ပါတယ်။နှစ်သစ်မှာအလူလေးနဲ့စတင်ခဲ့တဲ့ဒီအစည်းအဝေးဟာရိုးရှင်းပြီးမုံမြက်လာတဲ့ရည်ရွယ်ချက်တွေအကြောင်းကိုဒေါ်မေမျိုးသူကအခုလိုမျိုးရှင်းပြပါဗျာ။ မထောက်ကိုခုနှစ်ကစပြီးတော့ကျမတို့ဒီပြည့်တည့်တန်တန်ပေါ့နော်ဒီနှစ်သက်ကိုအလူလေးနဲ့ကျိုးအစီအစဉ်ဆိုပြီးတော့ကျမတို့ကစပြီးတော့လုပ်တယ်။လုံးဝရယူရချက်ကတော့ခုနကပြောလို့ပေါ့နော်ကျမတို့ဒီမှာကပညာရေးနဲ့ကျမကြီးကအရင်ကနေနေရဲ့နေနေတဲ့ကြောင့်ကျမတို့ကတက်တာနေပေါင်းဝင်နိုင်အောင်လို့ဆိုပြီးတော့တရားမျိုးတွေစလုပ်တယ်။အခုဆိုလို့ရှိရင်တော့ဒါတက်တမအချိန်မြောက်ပါ။ဒီအလူဒါနအတွေးမျိုးတွေနဲ့ပရာဟိတလုပ်ငန်းတွေလည်းမြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာပါဝင်ကြမယ်ဆိုရင်ပညာရေးကဏ္ဍဟာပြန်ပြီးမြင့်တက်လာမယ်လို့ယုံကြည်နေသူကတော့ဦးစောတက်ထွန်းပါ။ မြန်မာနိုင်ငံကပြည်ရင်းကလာရန်ရေးကြည့်ပါတယ်မြန်မာနိုင်ငံလူနိုင်ငံသားအများကြီးဒီကိစ္စကိုပူပေါင်းပါဝင်တက်ပါတယ်အခုကျွန်တော်တို့ Sky ရဲ့အကြောင်းလေးလိုမျိုးနောက်တော့ Shoe Gallery ရဲ့ဟိုအတွေးတွေမျိုးပေါ့ဒါမျိုးတွေအများကြီးဝိုင်းလုံးကြမယ်ဆိုရင်ကျွန်တော်တိုင်းပြည်ကဟိုကျွန်တော်ထင်တယ်မကြဘူးကျွန်တော်ပြည်ရင်းကလာပြန်ပြီးတော့မြင်မလာနိုင်ဘူး